တော်တော်ပေါ့ဘလောက်ခက်ခဲလို့ဆိုဘယ်သူမှမသိဘူးကျွန်တော်ကယ်ပယ်နေတယ်ဆိုတာဒီဖြစ်နေဒီကလေးညကျွန်တော်မွေးနေတယ်အမှန်လားပြောရအောင်ကောင်းကောင်းမို့ထားနိုင်တယ်အမှန်လားပြောပါဆိုသိလားအကိုကြီးကိုပြပြောတာမဟုတ်ပါဘူးတမီးတို့ကဖြစ်ချင်တာအဲ့လိုမျိုးမဝယ်လိုက်ပါဘူးဆိုပလဲဟာကိုပဲရွာကိုပဲဖြေရှင်းချင်တာအဲ့လိုမျိုးပဲဖြေရှင်းကျွန်တော်တော့ဘာဖြစ်မှန်စီဖြစ်စီမှားစီဖြစ်စီကျွန်တော်တော့တောင်းမှန်တယ်ပေါ့နော်တောင်းမှန်တယ်လို့သာဟုတ်ကဲ့နော်ဖူတူတင်လိုက်တယ်ဆိုတာဖူတူကနှုတ်တက်နှုတ်တလုံးလိုပဲအတီတူတာပေါ့နော်ဘလို့က ဟိုဒီခလေးကို20နဲ့မနေ့ယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရတဲ့ပတ်စံလေးကိုစေကူတပေးမယ်ပေါ့နော်အဲ့လိုကိုတတ်မှတ်လိုက်တာပေါ့ကိုစီကခုနဲ့သာသမီးကြီးအလှူနေပေါ့နော်ကျွန်တော်ကြည့်လို့ပေါ့နော်ဒီဒီခလေးလေးတနာလို့ဒါပေမဲ့ဟိုဘလို့ဖြစ်သွားမှန်းတော့မသိဒိုင်းပုံမှာပြောင်းပြန်နေလှန့်သွားတာပေါ့နော်တင်ရဆက်ပေးပြီးတော့ဗောနဲမိဘတွေကိုတင်ရဆက်ပေးပြီးတော့ဒီကလေးနှစ်ကောင်ကိုခေါ်သွားပြီဆိုပြီးတော့ပုံနယ်မျိုးတစ်ချက်ကပြီးတော့ကြတော့ တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကလေးကိုပေါ့နော်ဖေမေကအမြင်မရပြီးတော့ပြန်လာခေါ်ဝိုက်ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရတော့ဒီဟိုသူ့ကိုမကျင်တဲ့လို့ပြောတာမဟုတ်ပါဘူးဟိုကိုယ့်ရဲ့ကျေးဇူးရှိဆိုလဲမမပါဘူးကိုယ့်ကိုယ်ကျေးဇူးဆိုတာလဲကျောင်းတို့ရဲ့ကျေးဇူးရှိကျောင်းတို့ကိုတစ်ခါကူညီဘူးပါပဲအဲပတ်သက်လေးသိန်းခေါ်ပေးဘူးပါလေနိုင်ငံကရဲ့တံခါးလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးတယ်အကျောင်းတို့ရဲ့တကယ်ကျေးဇူးရှိမှသူကလဲဒါပေမဲ့လို့လဲအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတဲ့ကိုကြီးကျောင်းတို့တော့ကဟိုဘလို့ပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျောင်းတို့ အခုချိန်ကျတော့မပြောင်းသေးပါဘူးအဲ့ဒီအင်းလာဆယ်ကိုဘာဒီရပါနော်မဝယ်ရသေးဘူးပေါ့နော်ဗဇက်နဲ့ပဲပြောလိုက်တာပေါ့နော်အဲကုညီဘေးဘီဝိုက်ပါဒီကလေးတို့လည်းမိဘလည်းပတ်သက်မယူနော်မယူဘူးဒီကလေးလေးပဲစိတ်ကူပြီးမှအမှန်တော့လေဟုတ်တယ်ဟုတ်တယ်ဟုတ်အခုကြီးတို့ကျင်ဟာဟုတ်ကဲ့ဟုတ်ကဲ့ဒီအဲ့ပတ်သက်ရတဲ့ပတ်သက်လေးကိုပေါ့နော်ဒီကလေးလေးကိုစိတ်ကူပြီးမှစိတ်ကူပြီးဘီဝိုက်ပို့တာပို့တာအဲ့လိုစိုက်ပြီးမှပေါ့နော် 哎，那咱苏州那哪，online 嘛，后边后边地边地，诈骗那家的是不？打赢了，都都打赢，已经都看他都赢赢标标钱了。好，就按照他们标在在费用是吧？你可能人老亏这老不住多，六里呗，我得哎，不来人家，地收掉了。哎，不哦，不啊，不多。 ဒီခလေးလေးကိုမကြည့်ရလို့ပေါ့နော်။ကုညီပေးမယ်ဆိုပြီးတော့သူကလှုပ်လိုက်တယ်။ဟိုဘာလေးပြောချင်တာရှင်ရဲ့ဆိုတော့ပုတူကပြန်လဲတီထောင်ရေးသွားနာလေ။တည်င်းလေးတွေ့လိုက်လို့ပေါ့နော်။စိတ်မကောင်းတော့ခလေးမြင်ပုတူကမနေတတ်ဘူးလေ။အမှန်တမ်းပြောတော့ဘယ်ခလေးမဆိုခလေးအရင်ချစ်တာ။ကို့အသက်နဲ့တော့ကာကွယ်သွားမှာပေါ့နော်။အဲ့အတော့ကိုဖုံးဆက်ပြီးပြောပြလိုက်တာပေါ့နော်။တကယ်ရောင်းလာဆိုတော့အင်းဆိုတော့ပြန်လာရင်ပေးမယ်လေ။ဖုံးပုတူကဟိုတတိဆိုတာစကားတစ်လုံးပဲ။အဲ့လိုမျိုးပေါ့။ဒါကနော်ဆိုတာနော်။အဲ့လို အဲ့ဆိုရင်ဒါရှင်းမှာတော့ဟိုအကိုတို့ကတော့ဒီ30ကိုလက်ခံမရရှိသေးဘူးပေါ့ဟုတ်ကဲ့အဲ့လိုမျိုးပါကျွန်တော်တို့ကလည်းကျန်တဲ့ကိစ္စမျိုးပေါ့ဒီ30ပေးပြီးတော့ပေါ့နော်မိဘတွေကို30ပေးပြီးတော့ဒီကလေးနှစ်ကောင်ကိုခေါ်သွားပြီဆိုပြီးတော့ပုံနဲ့မျိုးတစ်ချက်ကပြီးရောက်ကြတော့တစ်ချက်ကဘယ်လိုလဲဆိုတော့ဒီကလေးကိုပေါ့နော်ဖေမေကအမြင်မရပြီးတော့ပြန်လာခေါ်ဝိုက်ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရတော့ဒီဟိုသူ့ကိုမကျင်ရလို့ပြောတာမဟုတ်ပါဘူးဟိုကိုယ်ရဲ့ကျေးဇူးရှိတယ်လဲမမပါဘူးကိုကြီးပူတူဆိုရလဲကျွန်တော်တို့ရဲ့ကျေးဇူးရှိကျွန်တော်တို့တခါကူညီဘူးပါပဲ အဲပတ်သက်၄သိန်းခေါ်ပေးဘူးပါလေလိုင်းကန်းကရဲ့တန်ကလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးလေအကျွန်တော်ရဲ့တကယ်ကျေးဇူးရှင်ပါသူကလည်းဒါပေမဲ့လို့လေအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတော့ကိုကြီးကကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ဆိုတော့အခုချိန်ကျော်မပြန်သေးပါဘူးအဲ့ဒီနော်ပူတူတင်လိုက်တယ်ဆိုတာပူတူကဘာနှုတ်တဲ့ဘာနှုတ်တလုံးနဲ့အတီးပြူတာပေါ့နော်ဘလို့ကဟို ဒီခလေးကို20နဲ့မနေ့ယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရတဲ့ပတ်စံလေးကိုစေကူတပေးမယ်ပေါ့နော်အဲ့လိုသူ့တတ်မှတ်လိုက်တာပေါ့ဟိုးစီကခုနှစ်သားသမီးကြီးအလှူနေပေါ့နော်ကျွန်တော်ကြည့်လို့ဘောပေါ့နော်ဒီဒီခလေးလေးတနာလို့ဒါပေမဲ့ဟိုဘလို့ဖြစ်သွားမှန်းတော့မသိဒိုင်းပေါ်မှာပြောင်းပြန်နေလှန့်သွားတာပေါ့နော်ဒါပေမဲ့တလို့ပေါ်မှာမူတည်တာပေါ့နော်ဟိုတလို့ကကို့ကျင်နေလားမကျင်နေဟိုတလို့တလို့ကျင်နေတဲ့လူပေါ့နော်အဲ့ကျင်နေပါလေ ကိုဘူးတူကကိုင်းနေဆိုရင်ရောရှင်းရပါတယ်ကိုကိုယူရှင်းရပါတယ်သူလည်းဒီလိုမျိုးစေတနာမှားတဲ့လုံမိတာလည်းရှင်းရှိမယ်လေဟိုဘယ်လိုလဲဆိုတော့ဒီကလေးတော့စေတနာမမှားဘူးလေကျွန်တော်စေတနာအမှန်ပဲလေသိရလေစေတနာမှားတဲ့ဒီလိုစေတနာပြောတဲ့ပြောမိတာတွေလည်းခွန်းဟိုကျွန်တော်ရှင်းရပါတယ်လို့ပြောတာအဲ့လိုမျိုးပြောချင်တယ်ကျွန်တော်စကားမပြောတတ်လို့ပါခွန်းအဲ့လိုမျိုးပါ ဲ့လိုမျိုးအဲ့ဒါကိုစုံသွားရဆိုတော့သူ့မှာလည်းခက်ခဲလို့နေတော့ဒါပုတုဘလိုလေးတွေဆက်ကူညီသွားမလဲပေါ့သူ့ကိုဒီကလေးလေးကိုအကိုကြီးကဘလိုမျိုးဖြစ်ချင်တာလဲပုတုပြောပြပုတုပြောပြလိုက်ဘလိုဖြစ်စေချင်လဲဒီကလေးဘလိုဖြစ်ချင်လဲဒီကလေးအတွက်ပဲနော်မိဘတွေမပါဘူးဒီဟုတ်တာမဝယ်ဘဲနဲ့ဝယ်ရလို့ပြောကိုကြီးကပြောထားတယ်လေပြောထားတော့အဲ့ဒါရွာလူတွေကတကယ်ကြီးထင်တယ်တကယ်ကြီးရောင်းလိုက်တယ်ပြုလိုက်တယ်ဆိုပြီးတော့ဟိုတမီးတို့လည်းပြောဆိုထားတယ်အာမမတို့ပါဇက်နဲ့ပြောတာလေအင်းတမီးတို့ကဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေသိန်း20နဲ့ပေးမယ်ဟိုယူမဲ့သူရှိရင်ပေးမယ်လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူး အဲ့နည်းလည်းပြောရဲဆိုတာလေအမလို့ခင်ဗျာအဲ့ဒါလမ်းပေးရပါမှာဆိုလို့ဟုတ်ကဲ့တမီးလို့ပြောရဲဆိုတာလေမင်းတော့စကားများလားဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောနိုင်ဘူးပေးလားမပေးနိုင်ဘူးအဲ့လိုမျိုးဘာလို့ပေးမလဲလို့ပြောနေရဆိုကျွန်တော်တို့ရန်ကုန်ကလေးစိတ်ရောပြန်လာပြီးတော့လင်းမရရဲ့အမကားလမ်းပေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရန်ဖြစ်လာပြီးတော့အမဒီကြီးမကြီးကိုမွေးကြည့်လို့ရှိပေးမယ်ဟာဆိုပြီးဘာညာသူကျွန်တော်ပြောလိုက်မိလို့ပြောလိုက်မိရပြောလိုက်ပြောလိုက်မိရလင်းမရအမလမ်းမအင်တာဗျူးမဲ့လူကြီးလေတွေ့တော့ အဲ့လိုမျိုးပြုလိုက်ရခါကျအဲ့လိုကျွန်တော်လည်းနှုတ်ကနေထွက်မိတယ်။ဒါပေမဲ့ကျွန်တော်တို့ယင်နေပါလို့ပြောရမှာမဟုတ်ဘူး။ကျွန်တော်ကလေးကိုလည်းလူ့ဘုံမှာလည်းမပေးနိုင်ဘူး။ကျွန်တော်တို့မရှိလို့ကုညီတောင်းတယ်၊ပြုမှုလေးလေးပဲတောင်းတယ်။ဒီကလေးအတွက်နှလုံးခွဲဖို့အတွက်ဆိုပြီးပြုမှုလေးလေးပဲတောင်းတယ်။ဘာဖြစ်စင်လာလဲဆိုတော့ဒီကိုကြီးကသူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေ။အဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီတကယ်မဝယ်ဘူးပေါ့နော်။တိတ်20လေးတကယ်မပေးဘူးပေါ့အဲ့လိုမျိုးဖြစ်နေတာ။ဟုတ်ကဲ့ရွာမှာဒီမှပြောပြရမှာပေါ့နော်။ဘာဖြစ်လို့လဲရွာမှာဒီလူပြဿနာလေးကြံ့တယ်။လူကြီးအရောင်တိုင်းကရောကလေးရောင်တိုင်းပြီးတော့ကျောက်ခမ အဲ့ကောင်မကြောက်ကြောက်ပြန်များလေကြောက်ဆန်ကောင်မခဏကြီးဒါပေါ့နော်ဗါလဲဟုတ်ပါဘလို့ပဲအကိုကြီးတို့ပဲအမားတို့ကအပြည့်ရှိကျွန်တော်အပြည့်ရှိပြန်ဖုံးတက်တဲ့လူသားလေအဲ့တော့အကိုကြီးတို့ဖြစ်ချင်တဲ့ကျွန်တော်ခေါင်းနှိပ်ပြပါတယ်ဟုတ်ကဲ့အဲ့လိုတကယ်30နဲ့တကယ်မဝယ်ဘူးဆိုတော့အကြောင်းမယ်ပြီးတော့ ဟိုကလေးဖေမေအမြင်မရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘူးကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြင်မရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးရောအဲ့လိုမျိုးလူတွေကပြောကြတယ်အဲ့မှာအဖေရွာလူတွေဆိုလည်းအဲ့လိုမျိုးပြောကြတယ်ကိုသားတမီးတို့ဘာဖြစ်လို့ပေးရတာလဲပြုတ်ရတာလဲဆိုပြီးတော့ဒါဆဲတဲ့သူတွေဆဲကြတာတူတက်လာတာဟုတ်တက်လာတဲ့အချိန်မှာဘူးတူကဒီကလေးလေးကိုဘာလဲဝယ်လိုက်ပြီးပြောတာပေါ့နော်ပူတူကလည်းစကားပြောရင်လေဟိုအများနဲ့အလုပ်လုပ်ရဆိုတော့လေဟိုဒီကလေးလေးကိုကယ်ဖို့ ကယ်ဖို့ဆိုတော့ယောဂဆေးကုပေးဖို့ပို့ပြီးဒီပတ်စံရတဲ့ပတ်စံကိုဆေးကုပြီးမှလေဆေးကုပြီးဒါမိဘပေါ်မိဘကိုပြန်အပ်မှာမိဘမွေးနိုင်လားမမွေးနိုင်စောက်စောက်နိုင်လားမစောက်စောက်နိုင်တကယ်ခလေးလိုအပ်တဲ့လူတွေတယောက်ဘလူလိုအပ်တဲ့တကယ်စစ်မှန်တဲ့လူထည့်ပြီးမှလေအာကျွန်တော်မိဘစောက်စောက်နိုင်လဲမွေးလဲမွေးနိုင်လဲအဲအဲစောက်စောက်နိုင်လဲမွေးနိုင်လဲဆိုရင်အဲဘာဘာဖြစ်နေတာလဲကုတုပြောပြတင်လိုက်ရဲ့ဗီဒီယိုဘောကြီးရဘယ်လိုပြောရမလဲဟိုတို့ပတ်သက်၄သိန်းခေါ်ပေးရခေါက်ကနေပြီးတို့ဗီဒီယိုလေးရိုက်ချလိုက်ကြ ီကလေးညလုံးခွက်သိပ်ပြီးမှဆိုပြီးတော့ဒီဗီဒီယိုလေးစတင်ပေးမယ်လို့ကိုရကြည်ညီလေးတို့ပြောခဲ့တယ်လေအဲဒီကလေးတွေ့ဆိုပြီးတော့လေအဲအဲ့လိုလေးပေါ့ကွာဟိုဒီဒီဗီဒီယိုဖိုင်ရလဲသူတို့ပတ်သက်လေးသိန်းခေါ်ပေးရခောက်ကကျွန်တော်ရိုက်ထားတာပါဆိုပြီးတော့လေအဲ့လိုလေးဒီကလေးလဲဝယ်တာမဟုတ်ပါဘူးပေါ့နော်ဟုတ်သူတို့လည်းတင်းရစကျွန်တော်ကလေးကျွန်တော်ကကလေးချစ်တတ်တယ်လို့ဆိုတော့လေဒါပေမဲ့ဟိုပါကလေးမြင်ကဲရမှချင်တတ်တယ်ဒါနှလုံးသားကဲတာနော်အပေါ်ရန်တစ်ခုမှမပါဘူးနော်ဟုတ်ကဲ့ကျွန်တော်ဘက်မှာအပေါ်ရန်ဆိုတာမရှိဘူးအုတ်တမလက်ချစ်ချစ်အဲ့တည်းမှာဟိုဆွေပြင်းန်းတစ်ခုပဲရှိတယ်ဟုတ်ကဲ့ အပေါ်ရင်မတော့လေကိုကြီးရဲ့ကျွန်တော်အပေါ်ရင်လိုက်လုပ်ပြီဟုတ်ကဲ့ဟိုလေးမြတာဝယ်စီးလို့ရမယ်နော်အလူငွေဆိုလဲကျွန်တော်ထည့်မဲ့လူတွေဆိုတော့ကျွန်တော်တော်တာမကြီးအလူငွေထည့်မဲ့လူတွေတိုင်းကျွန်တော်သိတယ်ကျွန်တော်ဆက်သက်ဖို့ဆိုတာခဲရင်းနဲ့ဖုံးကင်ဖို့ဟိုဗါလဲစင်းစားနဲ့တထေးနဲ့တော့တွေ့ရင်တော့မကျွန်တော်စင်းစားဘက်မှာနေမှာနော်အဲ့လိုလူတန်းသားမျိုးနော်ဟုတ်ကဲ့ဒါပေမဲ့စင်းစားတစ်ခွဲနဲ့ချမ်းသာတဲ့လူတစ်ခွဲနဲ့တွေ့ရင်တော့မချမ်းသာတဲ့လူဘယ်တော့ပဲကျွန်တော်ဖာဖာကျွန်တော်ပုံမှန်ပဲဆက်ဆက်နေစင်းစားတမန်လူပဲ ဖာကြီးပြုတ်ခြင်းလည်းမရှိဘူးကျွန်တော်ပွားမှာလေအဲ့လိုဒီမှာတရားတွေလည်းနေတယ်ဒီလာတော့မှကျွန်တော်တရားတွေလာတယ်နော်အဖော်လည်းမခေါ်ခဲ့ဘူးအဲ့တော့အမားတို့ဖြစ်ချင်တာကိုပုတုပြောဘာဖြစ်ချင်တာဘာပြောပြရမှာဖြစ်ချင်တာပုတုကခလေးကိုသိမ်းနှဆက်နဲ့ဝယ်လိုက်ပြီဆိုတာကိုမဟုတ်ဘူးလေဆိုတာလေးမဝယ်ရသေးဘူးဆိုတာကိုပြောတယ်သိမ်းနှဆက်ကိုဘာဒီရပါတော့မဝယ်ရသေးဘူးမဝယ်ရသေးဘူးပေါ့နော်ပါဇက်နဲ့ပဲပြောလိုက်တာပေါ့နော်အဲကုညီပေးပြီးဝိုက်ပါဒီခလေးတို့လည်းမိဘလည်းပတ်သက်မယူဘူးနော်မယူဘူးဒီခလေးလေးပဲစိတ်ကူပေးမှအမှန်တော့လေခလေးလေး ဟုတ်တယ်ဟုတ်တယ်အခုကြီးတို့ကျင်ဟာဟုတ်ကဲ့ဟုတ်ကဲ့ဒီအဲ့ပတ်စံရတဲ့ပတ်စံလေးကိုပေါ့နော်ဒီခလေးလေးကိုစိတ်ကုပေးမှာစိတ်ကုပေးပြီးပါရင်ပူတာပူတာအဲ့လိုစိုက်ပေးမှာပေါ့နော်မဝရသေးမဝရသေးအမဝရသေးပေါ့နော်ဖုန်းနဲ့ပဲဆက်လိုက်တာ30နဲ့မဝရသေးဘူးဝဲဘာလဲဝဲတာမဟုတ်ဘူးသူ့စိတ်ကုပေးဖို့အဲ့ဒါသူ့ကဝဲတယ်ဆိုပြီးတော့ line မှာတင်တာပူတာမှန်တာပြောမှရမယ်လေဒါလိန်တယ်ပြီးကပ်ဖြတ် ဖြစ်နေလောက်လို့အဆင်မပြေဘူးเนาะတခါလေးတင်မှာအဆင်ပြေမှာเนาะဟုတ်ကြလားအဲပူတူရဲ့ဗီဒီယိုမှာပေါ့เนาะဝယ်လိုက်တီလို့ပြောတယ်အဲအဲ့ဒီခါလေးရောဟိုဘလိုလေးပူပြောခြင်းလို့ရှိတယ်ဝယ်လိုက်တီလို့ပြောတယ်ဗီဒီယိုမှာတော့ပေါ့လေအဲ့လိုမျိုးမဟုတ်ဘူးဝယ်လိုက်တယ်ဆိုတာเนาะအခုကြီးเนาะဟိုဗါလေဒီခလေးလေးကိုဆောက်ဆောက်ပေးခြင်းတော့เนาะဟုတ်ကဲ့ကျမရေးရပါတော့เนาะဟောမဟုတ်ပါဘူးပေါ့เนาะအဲနားလည်ပေးကြပါပေါ့เนาะဒီရွာလူတွေပေါ့เนาะအာအကူကြီးတဲ့လိမ့်လိမ့်မမာလေးနေပြီเนาะအကူကြီးရောအမျိုးဘာပဲအခက်ခဲဖြစ်ဖြစ်ဘလို့ပဲဒုက္ခရောက် ကျွန်တော်အပြစ်မပြောဘူးเนาะကိုကြီးเนาะဒီကလေးနှစ်ယောက်ကိုဝယ်လိုက်တာဟုတ်ပါအမမမမဝဲဘူးလေကျွန်တော်ဒီလိုဝဲတာတော့မဟုတ်ဘူးလေအဲ့ဆိုဘီတက်တဲ့ဗီဒီယိုတွေကကြတော့ဝဲတယ်လို့တက်တဲ့ဗီဒီယိုတွေကြတော့ဝဲတယ်လို့တက်တယ်ဆိုတာဒါဖေးကိုအဖြစ်ပြောကြတာပေါ့နော်ဖေးကစကားမပြောတတ်တော့လေတိတ်ပြီးတော့ဟုတ်တယ်ဟုတ်ကိုကြီးဟုတ်ကဲ့ဗီဒီယိုလေးဒီမှာလေဝဲတယ်လို့တက်သွားတဲ့အပေါ်ကြတော့အခုဘလို့လေးသူတို့ဘက်ကိုသူရဲ့ရမင်းရဖားတွေကိုပြောပေးခြင်းလေဟုတ်ပေါ့နော်နားလဲပေးကြပါပေါ့နော်အကောလုံးဒါဗလဲဒီဗလဲ ဒါပြန်ပြီးတော့လူတိုင်းအမှားဆိုတာရှိကြတာပဲလေဥတုကဆေးခုပေးမယ်ဆိုပြောပေါ့နော်ဒီဝယ်မီးတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တော့မဝယ်ဘူးပေါ့တကယ်တော့မဝယ်ဘူးခလေးလေးဆေးခုပေးလို့ပေါ့နော်အဲ့ဒီဟိုစာဗီဒီယိုတွေသိန်း30နဲ့တို့တို့ရောင်းမယ်လို့ဗီဒီယိုတက်ပြီးတဲ့ဟာဥတုနဲ့ဒီခလေးနှစ်ယောက်နဲ့တွေ့သေးလားအဲမတွေ့ဘူးဖုံးမပြောဖြစ်တယ်နော်ဟုတ်မတွေ့ပါဟိုနားနားလဲပေးကြပါဘောနော်ဟိုခွင့်လုပ်ပေးကြပါဘော ်ဘိုးကြီးကဘာပြောချင်လဲကျွန်တော်ပြောဒီကလေးလေးကိုကျွန်တော်ကဘယ်လိုလုပ်ပေးရမှာအဲကျွန်တော်ကအကိုကြီးကိုကြီးတဘောကကျွန်တော်ကိုတိတ်ပြီးတော့မကြည့်ဘူးဖြစ်နေတာပေါ့နော်ကြည့်ကြအောင်ကိုကြီးကြည့်ကြမကြည့်ဘူးကြည့်ကြပေါ့ကျွန်တော်ကဘာဖြစ်မှန်စီဖြစ်စီမှားစီဖြစ်စီကျွန်တော်တော့တောင်းမှန်တယ်ပေါ့နော်တောင်းမှန်တယ်ကွာဟုတ်ကဲ့ရပါတယ်ကျင်းနေပါတယ်အဲ့လိုမျိုးလေးဖြည့်ဆည်းရတဲ့အတွက်လည်းကျွန်တော်တို့တကယ်လည်းမဟုတ်တဲ့ဆိုတဲ့အကြောင်းလေးဒီလိုမျိုး online ပေါ်မှာပြန်ပြန်ပြရတဲ့အတွက်ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ကိုကိုတူကိုလည်းတကယ်ပါ ။အဖေလို့ဆိုတော့ဒီကျွန်တော်ကလည်းဒီကလေးအတွက်ပဲကူညီတောင်းခဲ့တာရေပဲရှိတယ်။ကျွန်တော်တို့အတွက်အကိုကြီးရှိရလဲကျွန်တော်တို့ပတ်စံလိုချင်လို့ဆိုပြီးတော့ကျွန်တော်တောင်းတာလည်းတခုမှမရှိဘူးလေ။ညီလေးတို့ကဒီကလေးအတွက်ဆိုပြီးတော့ကူညီတောင်းခဲ့တာမလဲရှိတယ်။ကိုကြီးလမ်းကငါ့ဘွေဆိုင်ကလေးကျွေးဘွေဆိုကိုကြီးလှုပ်ပေးလိုက်တယ်။လေးသိန်းပြူရိုက်ထားလိုက်ကြအဲလွန်ခဲ့တဲ့နှစ်လလောက်ကကြားတဲ့ပြည်ကိုကိုကြီးအဲ့လိုမျိုးတင်လိုက်ရခါကျတော့ဒီလိုတွေ့ကြမကောင်းတော့ဘူးအဲ့လိုကသူကရင်းတော့အလူရှင်ရှိရဲ့ အခုလိုကြီးရကကြတော့ဖုံးဆက်သေးတယ်နော်ဟုတ်ကဲ့ဟုတ်ဆက်ပါနေပြီမဲ့လူမရှိတော့ဘူးပြောတယ်နော်အဲအဲ့လိုမျိုးအဲ့လာညီလေးပြောလိုက်တာဘယ်လိုဘယ်လိုပြောလိုက်လဲဆိုတော့အဲ့လာအကိုကြီးကအဲ့လိုမျိုးတရားတော့ပြောလိုက်ရမယ်ပြောလိုက်ရမယ်တော့အဲ့လိုမျိုးပြောတာဘာကြောက်လဲဆိုတော့ तू ကနေပြီးတော့ဟိုဒီလိုဘကြိုးဖိုင်းကြီးတင်လိုက်တဲ့ခါကျတော့ဒီအလူရှင်မရှိတော့ဘူးပေါ့ဝယ်သွားပြီဆိုပြီးတော့ဘကြိုးကြီးကတက်လာတော့လေတက်လဲတက်လာဒီလူမဲ့အလူရှင်ကမရှိတော့ဘူးအဲ့လိုမျိုးကြီးဖြစ်သွားတဲ့အတွက်အဲကြောင့်အကိုကြီးညီလေးအကိုကြီးအလူခံတာလို့လားလိုင်းပေါ်မှာ အလူမခံထားဘူးလေအဲ့လိုမျိုးကလေးနှလုံးခွဲမယ်ဆိုပြီးတော့အဲ့လိုမျိုးတင်ထားတော့သူအလူလူမဲ့သူရှိရယ်လူမဲ့သူရှိအကိုကြီးအဲ့လိုလူမဲ့သူရှိတာပေါ်ပေါ်လာမယ်ဆိုပြီးအဲ့လိုမျိုးဖြစ်နေတယ်လူမဲ့လူရှိတာနည်းနည်းပပစီနေမယ်ဆိုရင်ရောအကိုတို့ကလက်ခံနိုင်လားဟုတ်ကဲ့လက်ခံနိုင်မှာမဟုတ်လေလူမဲ့လူရှိတာအခုမအောင်ပြောတာအစတော့တော့ရှိတယ်အခုမရှိတော့ဘူးလေအဲ့လိုမျိုးကလေးဝယ်လိုက်ပြီးဆိုပြီးတင်လိုက်တော့ဘယ်သူမှလည်းအလူရှင်မရှိတော့ဘူးတောင်းဝင်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုတော့ဒီကလေးကိုဟုတ်တူပဲတောင်းဝင်ယူပေးရမှာပေါ့ဟုတ်လားစစ်စစ်နော် လောက်ပြီမယ်လေဟိုတူဒီခက်လေးကိုခွဲဆိုင်ဖို့လောက်ပြီမယ်ဗောနော်ခက်လေးမိနာကြည့်ပြီးတော့ဒါပေမဲ့မိဘတွေကိုလည်းခွင့်လုပ်ပေးပါဗောနော်ဒီခက်လေးလေးကိုကျွန်တော်ခွဲဆိုင်ပြီးမယ်နော်ပြီးသွားရင်မိဘလက်တယ်ပြန်အပ်မယ်ရလားအဲ့အဲ့ခွဲဆိုင်မဲ့နေကြရင်ဗောနော်ကျွန်တော်တူလည်းဒီခက်လေးခွဲဆိုင်ပြီးဖို့လောက်ပြီမယ်မလောက်ပြီကျွန်တော်ကိုကျွန်တော်နဲ့အစ်စ်မပြေဘူးဒီပြင်းလူပဲစိတ်ဝင်စားတယ်ဆိုရင်ဒီပြင်းလူပြောရတယ်ဘုသူနောက်ဆုတ်ပြီမယ်ဒါပဲဟို ကျွန်တော်နဲ့တော့အဆင်မပြေဘူးပေါ့ဗျ။အဲလိုမျိုးဆိုရင်လည်းရတယ်ကျွန်တော်နောက်ဆက်ပြီးမယ်။နောက်ကလေးကိုကျွန်တော်အစားထည့်မယ်။အရှင်းပါအများကြီးရှိတယ်တပုံလူနာကလေးကျမ်းမကြီးကောင်းမှုကဘယ်သူပဲကုညင်ကြီးရတယ်။အဲ့ဒါပြုဒါစိုက်ပါမှလုံနော်။ဟိုဘယ်လဲ။အဲဆိုရင်တော့ဘယ်လိုလုပ်ဖို့အစီအစဉ်ရှိတယ်အမားပေါ့မှာ။အမားယောက်ျားတော့မျက်နှာကောင်းတယ်အမားတော့မျက်နှာနည်းနည်းပုတ်နေလို့ဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ဒီလိုပဲနေတတ်တယ်သူတကယ်ပါဘိုးဘောဘလို့မှလည်းကျွန်တော်စိတ်လည်းမစိုးဘူး။အဲ့လိုမျိုးလေးပြန်ပြီးတော့ဖြစ်ရှင်းပြရတဲ့အတွက်ကိုကျွန်တော်တို့ကကိုယ့်ရဲ့ခြေလဲခြေသူလဲအများကြီးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ဒီလိုမျိုးအပေါ်မှာပြောကန်ဆိုကန်အစဲကန်ကညီလို့အကြောင်းမဟုတ်ဘူးအဲရွာလူကြီးရောက်ကမကြီးကသူတိတ်ခါကြတာပေါ့ဟိုမိဘတွေကဘယ်လိုပြောလဲဆိုတော့တောင်းဝိုင်းရှိရသားလဲဒီလိုကလေးရောင်းစားရသလားအခုဒီကလေးလေးဘယ်လိုလုပ်မှာလဲဘာလဲဘုဒ္ဓတောင်းဝင်ပြေးမှာတောင်းဝင်ပြေးမဲ့ဆိုရင်မှဘာလဲအဲ့လိုမျိုးပြောနေတယ်ဟိုမှတ်ထည့်ဖို့တခုအခုဒါပြောပြမယ်နော်ဒါဝင်ဖြေရှင်းပေးတာပါဒါကိုပုဒ္ဓကမောင်လေးကဒီကလေးနဲ့ပတ်သက်ပြီးတော့ကုညီမယ်ကုညီပေးမယ်အကုညီပေးမယ်ဆိုရင်ရောအကိုတို့ဘယ်လိုလဲ အဆင်ပြေနိုင်လားခလေးရဲ့ကျမ်းမာရေးတီးတဲ့အောင်ပဲတော့တီးကမှကုညီလက်ခံနေတယ်ဒီနေ့မိဘနဲ့ပတ်သက်တာမျိုးစားဖို့တောက်ဖို့မျိုးကုညီကိုတခြားဟာမပါဟုတ်ကဲ့မပါဟုတ်ကဲ့ပါတိပါတယ်ကြော်ရဲခလေးအတွက်ပဲသူ့ပြောတာပါလက်ခံနိုင်ပါအဲ့တော့ပုဒ်တဒီခလေးအတွက်ကိုရောအစားဆုံးတောင်းဝင်ရင်ပါပေါ့အစားဆုံးဆိုတာခလေးရဲ့ကျမ်းမာရေးကိုပြောတာခလေးရဲ့ကျမ်းမာရေးပေါ့နော်ဒီအုတ်ခွဲစိတ်မဲ့ကျမ်းမာရေးကိုပုဒ်တပေါ့နော်တောင်းဝင်ယူပေးလိုက်မယ်နော်လက်ခံလားလက်မခံဘူးဆိုရင်လည်းပြောတခြားလူရှိတယ်ဆိုရင်တခြားလူစိတ်ဝင်စားတယ်ရှိတယ်ဆိုရင်ပြောကျွန်တော်ပေးလိုက်မယ်နော် ကျွန်တော်တို့အများနဲ့လှုပ်လှုပ်နေရတာဆိုတော့လေကျွန်တော်ဘက်မှာဟိုဒါမဲ့ငုတ်တုတ်ထိုင်နေတာမဟုတ်ဘူးတနိုင်ငံလုံးလိုက်ပတ်ပြီးသွားနေဘဝတွေကစိုးကျွန်းနေပြီနော်ကျွန်တော်လည်းတနအောင်ကျွန်တော်လည်းကျမကြီးတိတ်မကောင်းအဲဆိုတော့ဒီလောက်မယ်ဆိုရင်ကျွန်တော်ပြောပြီးလောက်ပြီလို့သူကတောင်းဝင်ယူမယ်တဲ့အဲဒီမှာလေးတို့အစင်ပြေလားဟုတ်ကဲ့ဟုတ်ကဲ့အစင်ပြေအဲ့တော့ဒီကလေးကအခုစေကန်းတောက်လျှောက်ပြနေတာရောမောင်လေးပုတုပဲတောင်းဝင်ယူပြီးမှာပေါ့အကုန်လုံးပဲပေါ့စေကန်းကဘယ်မှာပြတာလဲရန်ကင်းဩရန်ကင်းမှာရတယ်စေဦးကြီးမှာဆိုရင်ရတယ်ဟုတ်ကဲ့အကုန်လုံးကို ဆိုဒီမှာလေးတို့ရောအဆင်ပြေနိုင်လားဟုတ်ကဲ့အဆင်ပြေနိုင်ပါတယ်အဆင်ပြေနိုင်တယ်နော်ကျွန်တော်ဘောင်းကဘလောက်ခက်ခဲလဲဆိုတော့ဘယ်သူမှမသိဘူးကျွန်တော်ကယ်ပယ်ရည်လဲဆိုတာဒီဖြစ်နိုင်ဒီကလေးများတော့ကျွန်တော်မွေးနိုင်တယ်အမှန်လားပြောရရင်ကောင်းကောင်းမွန်ထားနိုင်တယ်အမှန်လားပြောမလို့သိလားအကိုကြီးကိုပြပြောတာမဟုတ်ပါဘူးတမီးတို့ကဖြစ်ချင်တာအဲ့လိုမျိုးမဝယ်လိုက်ပါဘူးဆိုပလဲဟာဘယ်ရွာဘယ်ဖြည့်ရှင်းနေတာအဲ့လိုမျိုးပဲဖြည့်ရှင်းတာကိုကြီးကဘာမှပြင်ပြပြီးလေကျွန်တော်ရင်ခွင့်စကားပြောပြလို့မရတော့ပါဟိုပေါ့ဒီပေါ့နော်ဟို ီခလေးလေးတွေကိုမိသားစုပေါ့နော်ဒီရွာပေါ့နော်ဗာနဲ့ခွင့်လုပေးကြပါပေါ့နော်အပြစ်မရှိပါဘူးပေါ့ဟုတ်ဒီကနေရောကျေးဇူးလေးအများကြီးတင်ပါတယ်ကိုကိုတို့တကယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပေါ့လေကျေးဇူးအများကြီးရှိခဲ့ဘူးပါကျွန်တော်ဒုက္ခရောက်တော့လည်းခေါ်ပြီးတော့ကျေးဇူးလုပ်ပေးဖို့ပါကျွန်တော်ကျေးဇူးလေးအများကြီးတင်ပါတယ်ဒီကနေ့ပြောပြလိုက်ပါဦးကျေးဇူးတင်စကားလေး ဟိုကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုဒုက္ခရောက်နေချိန်မှာကိုကြီးကကူညီဘူးတဲ့အခုလည်းဟိုခလေးနှလုံးခွဲမယ်ဆိုပြီးတော့ကိုကြီးကဂျားရဝင်းကူညီတာဝင်းကူညီတာအောက်ဘက်လူတွေကမသိဘဲနဲ့ခလေးစေတနာအမားတွေသူတို့ကကြားပြီးတော့ဟိုခလေးဝယ်လိုက်တယ်ပြုတ်လိုက်တယ်ရောင်းလိုက်လားဆိုပြီးတော့အဲ့လိုတွေရေးချင်တယ်ရေးပြောချင်တယ်ပြောနေကြပါနဲ့ပေါ့နော်အဓိကဒီခလေးအသက်ရှင်မှုပဲနော်ဟုတ်ကဲ့နော်မနော်ဒီခလေးအသက်ရှင်မှုပဲဒီခလေးပဲဝိုင်းကြည့်မယ်နော်ဘာမှမပူနဲ့ကျွန်တော်ကျွန်တော်အသေးခံပြီးကျွန်တော်ကုတပြီးမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော် Thank <laughs> you.